တယ်ဝဲပဲကစားရတဲ့ရက်ဖော့ကို United စီပြန်ပုံလားဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ပါရှင်နာ ာဆိုနာတင်ရရာသီအစားပိုင်းလေးပဲရှိသေးတယ်ဆိုပေမဲ့မာကာရော့ဖို့ကိုမန်ချက်စတာယူနိုက်တက်အသင်းစီပြန်ပို့မလားအပြီးတိုင်ခေါ်ထားမလားဆိုတာဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်အသက်၂၉နှစ်နဲ့ရွယ်ဖို့ဟာပြီးခဲ့တဲ့နေရာသီအပြောင်းရွှေ့မှာမန်ချက်စတာယူနိုက်တက်အသင်းကနေဘာစနာအသင်းစီတရားသီအငှားနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်အဆိုအချင်းကနေစတင်ပြီးရွယ်ဖို့ဟာဘာစနာနေပြဟန်စီဖလက်ရဲ့လမ်းညွှန်မှုတွေအောက်မှာအကောင်းဆုံးခြေစွမ်းကိုပြသလာနိုင်ခဲ့တာဖြစ်ပါတယ်ရဖွာဘာစနာအတွက်ဆေးပွဲကစားပြီးချိန်မှာကိုတိုင်တုံးကိုတွင်အသင်းတော်တွေကို၅ခွဲကိုဖန်နေပေးထားနိုင်ပြီးအကောင်းဆုံးဆွမ်းဆောင်ရည်တရမှာရှိနေတာဖြစ်ပါတယ်။ဒီနေ့ကနေထွက်ခဲ့တဲ့ကစားမတွေအကုန်လုံးသက်ဆိုင်ရာအသင်းတွေမှာခြေစွမ်းပြနေကြတာကတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး။ ပိုင်လန်အိုနာနာအန်တိုနီတိုမီနီအကောင်လုံး United မှာပဲကန်ဖြစ်ခဲ့ကြပေမယ့်အသင်းသစ်တွေမှာတော့ဟီးရိုးတွေဖြစ်နေကြပါတယ် United ပြိုင်ပွဲတွေအတွက်ကတော့ NOC ကြီးဖြစ်နေပါပါကိုအသင်းမှာပုံနေတဲ့ကစားသမားတွေကသူများအသင်းမှာရွှေသွားဖြစ်နေတာဖြစ်ပါရင် United ကပဲစီမံခွင့်မှုပိုင်းမှာမှားနေတာလားကစားသမားတွေကပဲ United မှာကစားဖို့အတွက်ဖိအားချက်မှခံနိုင်တာလားတစ်ခုခုတော့တစ်ခုခုပါပဲ Rafa က United ရဲ့ DR သည်လက်ရှိအကောင်ဆုံးအချိန်အထိအကောင်ဆုံးစားမတဲ့ပိုကောင်းတဲ့စွမ်းဆောင်ကိုပြသထားတာဖြစ်ပါတယ် Rafa ပြန်လာပြီးတော့ Quality ပြောလို့မရသေးပေမယ့် Rafa ပြန်လာနေပြီဆိုတာကတော့အမှန်ပဲဖြစ်ပါတယ် ရက်ဖို့တပြေးပြေးနဲ့ဘာစီလာမှာယုံကြည်မှုပြန်ရနေတာကိုမြင်ရတာဝမ်းသာစရာပါ။တူဝက်တက်က28နှစ်ရှိပြီမို့လက်ရှိအချိန်မှာမှထိတ်တန်းအဆင့်ကိုပြန်လာနိုင်မှုဆိုရင်နောက်လည်းပြန်လာနိုင်မှုရမလဲတော့ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။ဒီလိုခြေစွမ်းကောင်းလေးကိုပြသနေတာကြောင့်ရက်ဖို့ဟာနေပြသွားမဲ့အတူချင်းအင်္ဂလန်လေးဝင်းစင်အသင်းတော်ပါရွေးချယ်ခံရပြီဖြစ်ပါတယ်။စပိန်ပြည်သူတင်းထနာရဲ့ပေါ်ပြားချက်အရဘာစီလာအသင်းကရက်ဖို့ကိုပြီးသက်ခေါ်ယူဖို့ဆန္ဒရှိရလို့သိရပါတယ်။ ဒါပေမဲ့ဒီကိစ္စကအတင်းရဲ့ရာဒီကုံဗန်နာရေးအခြေအနေမှာတော့မူတီမှာဖြစ်ပါရင်ဘိုင်စနာတင်အောင်လည်းတဲ့အတင်းနဲ့2028ခုနှစ်တိစာရုပ်တက်တန်ကြံနေသေးတဲ့ report ကိုဒီရာဒီကုံမှာပေါင်96တန်းနဲ့ခေါ်ယူခွင့်ရှိနေတာဖြစ်ပါရင် report မှာ United မှာတပတ်လောက်ခလာစာပေါင်3သိန်းခွင့်ရနေသူပါသူအနေနဲ့ဘိုင်စနာစီပြောင်းမယ်ဆိုရင်တော့လောက်ခလာစာရှော့ရတော့မှာဖြစ်ပါရင် report ကိုဘိုင်စနာအတင်းကအပိတက်ခေါ်ယူခြင်းနဲ့တော့အခုတော့နာပိုလီအတင်းကပါ white land ကိုအပိတက်ခေါ်ယူဖို့လုပ်နေပါပြီအတင်းရဲ့ရေရှည်စီမံကိန်းထဲမှာ white land ကိုနာပိုလီတို့အပိတက်ထည့်လိုက်ပြီးဖြစ်ပါရင်ဂျာဒီကောင်ရင်ယူနိုက်တက်စီပြန်မလို့ချင်တော့ပါဘူးဖေဗီယိုဆိုရိုမာနိုရဲ့ဖော်ပြချက်အရနာပိုလီအသင်းဟာအနာဂတ်မှာဝိုင်လန်ကိုယူငွေ55ဒလောက်နဲ့ ခေါ်ယူသွားဖို့ရစီစဉ်ထားတယ်လို့သိရပါတယ်။၄၅တန်းကတိတ်တော့မစိုးပေမဲ့ပွာနာလို့ဆိုရမှာဖြစ်ပါတယ်။အတင်ပရိသတ်တွေအပြင် United စီရောက်ရှိလာတဲ့ Wildland ၊ကျိုးသားပန်းစားကစားပေးတဲ့ Wildland ကိုတင်းနေရောဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ Redford Wildland Anthony တို့က United မှာသာအဆင်မပြေပေမဲ့တုံးတဲ့အသင်းတွေမှာတော့အဟုတ်ကြီးပဲဖြစ်ပါတယ်။ဒီနေ့တော့ကစားမတွေကိုပြောင်းရွှေ့ခြင်းအများကြီးသုံးခေါ်ပြီးအရှုံးခံပြန်ရောက်နေရတာဒေါ်လာလေးကိုများနေပါပြီ။သူများအသင်းတွေကကစားမတွေမွေးမြူနိုင်ဖို့နေတဲ့လားကစားမတွေခင်ဗျားလဲတခါဆက်ဆံဆဲကားလည်းနေဖြစ်ကုန်တာပါ။ပရိသတ်တွေကတော့ကစားမတွေကိုမုန်းပြီးကစားမတွေကလည်းအသင်းကနေဆိုးရတဲ့ပုံစံနဲ့ထွက်ရဒါကနှစ်တိုင်းပါပဲ။အွန်နာနာလည်းအသင်းတွေမှာတွေ့နေတဲ့အစီအပြေနေပါရင်ဒီနေ့တော့အသင်းတာဝန်ရှိသ ူတွေရဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးဖိအားပိုင်းမှာအကင်းတွေပေါ်ကမေကွန်းထုတ်ချင်စရာကောင်းနေပါတယ်။